ရသော်ဗျာလက်ထက်တော့ကိုယ့်ကိုမပြင်နိုင်လို့နေမွန်းသွားတဲ့ပုံစံတွေရှိတယ်။အခြေအနေကောင်းနေတာအမြဲတမ်းအခြေအနေကောင်းနေမှာမဟုတ်ဘူး။လူတိုင်းလူတိုင်းမှာအခြေအနေကောင်းတာတွေရှိနိုင်တယ်ပေါ့။လူတွေမှာအခြေအနေကောင်းနေရှိနေ။ကောင်းမြတ်တဲ့အခြေအနေလေးတွေဟာမလုပ်ဘူးဆိုလို့ရှိရင်ပျက်စီးသွားနိုင်တယ်ပေါ့။အဲဒါကြောင့်မလို့ဇာလန်းလေးတစ်ခုကိုသင်္ကန်းစာယူရအောင်။ဘုန်းကြီးတို့တွေမှတ်သားတဲ့နေ။ ဗာရဏသီပြည်ကဇလံလေးဗာရဏသီဆိုတာဒီကနေ့ထီအောင်နဲ့ဗာရဏသီလို့ပဲခေါ်တယ်အိန္ဒိယနိုင်ငံမှာဗာရဏသီပြည်ဆိုတာအဲ့ဒီဗာရဏသီပြည်မှာဂရေ80ကျွယ်ဝတဲ့တထေသားတယောက်ရှိတယ်အဲ့ဒါမှချမ်းသာတယ်မိဘနှစ်ပါးကစိတ်ကူးလွဲသွားတယ်ပေါ့ စကူလွဲသွားတယ်မိဘတွေလည်းတတိထားเสียပေါ့သင်္ကန်းစာယူอ่ะပစ္စည်းဥစ္စာတွေများလို့ရှင်တို့ သားသမီးဟာဘာမှလုပ်เสียမလုပ်ဘူးတို့တသက်မကဘူးနှစ်သက်စားနိုင်တယ်တို့ဘာလို့ဒီလိုအတွေးတွေဝဲလာပြီးတော့သားသမီးဆင်းရဲတာကိုဘယ်မိဘမှမမြင်ညင်ညာဘူးအဲ့တော့မမြင်ညင်တဲ့အခါကျတော့ဒီသားလေးကိုအရေးတကြီးကြီးနဲ့တို့မှာပစ္စည်းဥစ္စာတွေလောက်ချမ်းသာနာသူ့ကိုဘာပညာမှသင်ပေးเสียမလုပ်ဘူးပေါ့ သူပြောသလိုနေပါစေဆိုပြီးတော့ခုခေတ်တို့ဆိုရင်တော့ဂီတာတို့စံတရားတို့စောင်းတို့ဒါပဲတင်ပေးပြီးသချင်းဆိုခိုင်းပေါ့ဒါပဲပေါ့အဲ့ဒါလို့ပြောပြောပွားပွားနေရတော့အောင်နေနေရအောင်ပညာသင်မပေးဘူးကြိုက်သလိုနေကြိုက်သလိုနေဒီလိုထားကြတယ်အဲ့ဒါလည်းမိဘတွေရဲ့အမှားတစ်ခုပဲပေါ့ ဟောနောက်တထေသမီးတယောက်လည်းရှိတယ်သူ့မိဖေတွေကလည်းဂရေ80ကျွယ်ဝနဲ့တဲ့ငွေကြေးတွေရွှေတွေမဟုတ်ဘူးရွှေတွေငွေတွေချမ်းသာသူတို့ကလည်းအဲ့လိုစဉ်းစားတယ်တို့မှအမွေခံသားသမီးဆိုတာဒီသမီးလေးပဲရှိတယ်သူတသက်စားလို့မကုန်ပါဘူးသမီးလေးဘာမှလုပ်ဆရာမလုပ်ဘူးဆိုသူပြောသလိုနေပဲစေဆိုထားတာသူတို့လည်းကန်ချင်းဆုံညင်တဲ့အခါကျတော့ပစ္စည်းချမ်းသာတဲ့မိဘနှစ်ဦးကသူသားနဲ့သူသမီး တထေတွေကြီးပဲလက်ထပ်ပြီးတော့ပေးလိုက်တယ်တယောက်ကအသိပညာရှိရင်တော်သေးတယ်နှစ်ယောက်စလုံးကဘာမှမတတ်တာလေးကြီးပဲသွားပေါင်းတော့เนาะတလောကမှာပညာအမွေဟာအမတန်မှအရေးကြီးတယ်ပေါ့ပညာမရှိဘူးဆိုလို့ရှိရင်လူကမှန်မှန်ကန်ကန်မစဉ်းစားတတ်ဘူးအဲ့တော့သမီးဘက်ကဇနီးဘက်ကဂရေ80 သူ့ဘက်ကဂရေ80ဂရေပေါင်း160ချမ်းသာသူတို့အဲ့လိုဂရေ160ချမ်းသာပြီးတော့မိဘနှစ်ပါးမျက်ကွယ်ပြုတ်သွားတာဟိုဘက်ကရောနှစ်ဖက်မိဘတွေမျက်ကွယ်ပြုတ်သွားတဲ့အခါကျတော့မိဘတွေရှိတော့တော့မိဘတွေကဒါတွေကိုတိုးပွားအောင်ကြိုးစားလုပ်လုပ်ကင်ပြီးတော့ပေးတယ်ဗော စ္စည်းဥစ္စာတွေမပြောင်းမပြဲအောင်ထိန်းသိမ်းဆောက်ရှောက်တယ်ကြီးပွားတိုးတက်အောင်လုပ်တယ်အယောင်ဝယ်တွေနဲ့ဆိုင်ရဆိုင်ရအုပ်ချုပ်ပြီးတော့ management ပညာရှိတာပေါ့သူတို့ကအယောင်ဝယ်နဲ့ပတ်သက်တဲ့ပညာတွေနဲ့လုပ်ပြီးအဲသူတို့ကြတော့အဲ့ဒီပညာရကလုံးဝမရှိဘူးအသုံးသက်သက်ပဲသူတို့မှာအသုံးသက်သက်ပဲဇနီးလုပ်တဲ့လူကလည်းဘာမှနားမလဲဘူးသမီးလုပ်တဲ့ဒီ တထေးလှုပ်တဲ့လူကလည်းယောက်ျားလှုပ်တဲ့လူကလည်းဘာမှနားမလဲအဲ့တော့နားမလဲလို့အေးအေးဆေးဆေးထိုင်စားရင်တော့အเจ้าမဟုတ်ဘူးနားမလဲတဲ့လူကြတော့တနေ့ကြတော့ဘာလှုပ်လဲဆိုမကောင်းတဲ့အပေါင်းအသင်းဆိုတာအမတန်မှလူတွေဟာကြိတ်နေကြတယ်မကောင်းတဲ့အပေါင်းအသင်းဆိုတာပေါ်လာတတ်တနေ့ကြတော့အဲ့ဒီတထေးဘင်းစီခါးစားသွားတဲ့အခါမှာ လမ်းမှာ အမြဲတမ်းဘွေးစေဝါတွေတောက်စားလို့အယက်သေးစားတောက်စားတဲ့လူတစုကဒီတထေးကိုသွေးဆောင်ကြတာပေါ့အယက်တော့အောင် တိုက်တွန်းကြတာကြည့်လေဒါမျိုးကအမတန်မှပေါ်တယ်နော်တစ်ခွက်လောက်တော့တကားခံမဲ့လူတွေပြည့်ခုခေတ်လေအဲ့ဒါမျိုးတကားခံတဲ့လူကပြည့်နေဟိုဒါမှမပါရင်ပဲ ဒီလူရမဝင်ဘူးလို့လို့ပြောလို့ပြော အလုံးမဖြစ်ဘူးလို့ပြောလို့ပြောနဲ့ဒီလိုပြောတဲ့လူတွေကလည်းအများကြီးပဲရှိတယ်အဲ့ဒီဘက်ကမနေ့ကတောင်ဆုံးလာကတ်တဲ့တကကြီးတယောက်ရှိသူကဒါလေးတော့ခမရတော့ပါလို့အာကျွန်တော်ကမတော့ပြရစိမ့်နဲ့လို့ပြောမြတ်ဒီလောက်လေးတောက်ရုံနဲ့ဘလောက်မှမဖြစ်ပါဘူးပေါ့နော်ဒါလေးကတောက်တဲ့နေပေါ့ဆိုပြီးတော့အဲ့လိုသူအပေါင်းသင်းတွေကသူ့ကို အရက်တော့ဖို့ဆွဲတရားဟောတဲ့အကြောင်းလေးတောင်ပြောသေးတယ်။လောကမှာအဲ့ဒီလူတွေရှိတယ်ပေါ့။အဲ့ဒီယသမတစုကဒီတထေးကိုဆွဲကြတာ။ပထမမတော့တဲ့မစားတတ်တဲ့ပုဂ္ဂိုလ်ဟာသူတို့ဆွဲကောင်းတာနဲ့မြည်ကြည့်လိုက်တယ်။မြည်ကြည့်လိုက်တဲ့အခါမှာသဘောကျသွားပြီးတော့နောက်ကြတော့ပထမတော့သူတို့ကအလကားတိုက်တာပေါ့။နောက်ကြသူကပတ်စံထုတ်ရတယ်။ ဩဘဆန်ထုတ်တာတနည်း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 ရနေပြီးတော့လူစုလူဝေးနဲ့တောက်တယ်တောက်ရုံနဲ့မကားဘူးနောက်ကြတော့အဆိုးတွေအကတွေအပျော်ပါးတွေနဲ့တခါတည်းပါလာတယ်ပန်းကုံဆွတ်ဓာရီဘာတွေလဲပါလာမှာပေါ့နော်အဲ့ဒါလို့ဘဆန်ကုံမဲ့ကိစ္စတွေအများကြီးဝင်လာတယ်အဲ့ထင်ကြီးကျယ်လာတယ်ပေါ့တဖြည်းဖြည်းအဲ့လိုကြီးချယ်လာတာ၃နိုင်ဖြုံးလိုက်တာဂရေ160သူတို့ အနှစ်30လောက်သုံးတဲ့အခါကျကုန်းတော့ပေါ့ဒါတနည်းနည်းတော့မကုန်ဘူးပေါ့နောက်ထပ်လည်းဝင်တာမရှိဘူးရှိတာတွေကိုသုံးလိုက်ဖြုံလိုက်တာကုန်သွားတယ်အဲသူ့ဘက်ကပါတဲ့ဂရေ80ကုန်သွားတော့ဇနီးဘက်ကပါတဲ့ဂရေ80ကိုဆက်သုံးတယ်မရဘူးရလို့လည်းမရတော့ဘူးအဲ့ဒီချိန်မှာအဲ့ဒီကနေသုံးလိုက်တာပတ်စံနေကုန်သွားပြီဆိုတဲ့အခါဘာလုပ်တော့ ူပိုင်တဲ့မြေတွေရှိတယ်ဥယျာဉ်တွေရှိတယ်ခြံတွေရှိတယ်အိမ်တွေຢာတွေရှိတယ်အဲ့ဒါတွေရောင်းတယ်ရောင်းတယ်တုံးတယ်နောက်ဆုံးကြတော့နေတဲ့အိမ်တောင် ပေါင်ပြီးတော့တုံးတာလေသူနေတဲ့အိမ်တောင်ပိုက်တယ်ပေါင်လိုက်တဲ့အခါကျတော့အပေါင်ကဆုံးသွားအပေါင်ဆုံးတော့အိမ်ပေါင်ခံတဲ့လူကသူ့ကိုနှင်ချတော့တာပေါ့နောက်ဆုံးကြတော့ ွေးတွေပေးရမယ့်လူကလည်းသူ့ကျွေးမပေးတော့ဘူးပျက်စီးသွားပြီလေအဲ့လိုကျွေးမပေးကြတော့ဘူးအားလုံးနောက်ဆုံးကြတော့သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ